အင်္ဂလိပ်ခြေစွပ်ကလူတိုင်းဝတ်ဖို့လိုလားအင်္ဂလိပ်ကိုလူတိုင်းလုပ်ရမလားအင်းဝေါလူတိုင်းလုပ်ရမယ်လူတိုင်းလုပ်ရမယ်ယုံကြည်သူတိုင်းယုံကြည်သူတိုင်းနဲ့ဆိုင်တယ်ဆိုတော့သင်အခုဒီနေ့နားထောင်တဲ့ခါမှာအင်္ဂလိပ်မပြောဘူးသေးဘူးဆိုရင်မပြောတတ်ဘူးအော်မပြောတတ်ဘူးဆရာတို့ပဲပြောဆရာမတို့ပဲပြောမပြောတတ်ဘူးအသက်သာဘလို့ပြောင်းလဲလာလဲလူတွေကပြောခြင်းဆိုတဲ့ခါမှာနှုတ်နဲ့ပြောတာရှိသလိုအသက်သာနဲ့ပြောလို့ရတယ် yes เนาะอัตตาเนี่ยฮะဒီတယောက်ထူးခြားသွားတယ်။သူရင်တော့အလိုမဟုတ်ဘူး။ခရစ်တော်ရသွားတဲ့အခါမှာသူ့ရဲ့သက်တာထူးခြားသွားတယ်။ဒါကိုကပြောနေပြီ။ဒါပေမဲ့အနည်းဆုံးတော့ခရစ်တော်ရဲ့ကယ်တင်ခြင်းလဝါကားတိုင်းမှာအသေးခံခြင်းဟာမိတ်ဆွေအတွက်ဖြစ်တယ်ဆိုတဲ့အရာတော့အနည်းနဲ့များတော့ ပြောဖို့လိုတယ်เนาะကျွန်တော်တို့အာကျွန်တော်တို့ကဘာဖြစ်တတ်လဲဆိုတော့ကြောက်တာလေဟိုတို့ပြန်မေးလာရင်မဖြေတတ်မှာတို့အာဒါမှမဟုတ်ရင်တခုခုပေါ့เนาะဒါပေမဲ့ကျမ်းစာဘယ်လိုပြောလဲဆိုတော့တကယ်တော့အေဝင်ဂလိသတင်းစကားယံငိမ့်ခြင်းတရားလို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာမသင်ငါအပိုင်ငယ်ကိုမှလည်းဒီလိုပြောတယ်။သူသဘာချင်းခိုင်ယံပြုခြင်းကိုငိမ့်စေတတ်သောသူတို့ဒီမင်္ဂလာရှိ။အเจ้าမူကား ထိုသူတို့သည်ဘုရားသခင်သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တန်တဲ့။ဘာကြောင့်ဒီလိုပြောလဲဆိုတော့ peace maker อืมยันเย็นสีเดตูสร้า peace maker อืมだแม้เอวิงกลีฉีซั่วสุดเดตูก็เลยอืมไอ้เอวิงกลีก็เลยฉีซั่วหลุပြောတယ်เนาะだจ้าဒီมานกบัตรတော်ထဲมาပါเปลี่ยนတွေ့ရတယ်လဲဆိုတော့2กอ5ပိုင်ငယ်7กอมาลูมินิกาคอริดอร์ไนရှိလင်အသစ်ပြုပြင်တော့တတော် ဖြစ်ဤဟောင်းတော့အရာတို့ဒီပြောင်းလဲ၍ ်ခတ်သိမ်းသောအရာတို့သည်အသည့်ဖြစ်ကြပြီအပိုင်ငယ်၁၈မှာ ထို့သောဖြစ်သောဘုရားသခင်၏တကောတော်အားဖြင့်ဖြစ်ကြ၏ဘုရားသခင်သည်ယေရှုခရစ်အားဖြင့်ငါတို့ကိုယံငါတို့ဤယံကိုငြိမ့်စေ၍ကိုရောနဲ့မိထာယဖွဲ့စေတော်မူ၏ထိုမိထာယတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပေးတော်မူ၏ဒါမလောက်ကောင်းလိုက်တဲ့ message ဆိုတော့အတိတ်ဘယ်ကနောက်ဆုံးပြောမယ်ဆိုတော့ဟော तू ကအေးချမ်းနေတဲ့တရားမဟုတ်ဘူး သူခရစ်တော်ကိုမယားရင်ဖျားနဲ့သူကယန်သူอืมယန်ဖြစ်နေတာမိသားယာပြက်နေတာอืมဆိုတော့ကျွန်တော်တို့ကယန်ငိမ့်စေတဲ့သူဆိုတာပါလေอืมသူခရစ်တော်ရဲ့သတင်းစကားအကြောင်းပြောမှာဗောအေဝံဂေလိဟောတာဗောတနည်းအားဖြင့်အေဝံဂေလိခြေစွပ်ကိုဆွတ်လိုက်တာအာမင်ပြောလိုက်တဲ့အခါမှာသူနဲ့ဖျားကြမှာယန်ငိမ့်သွားမယ်ဆိုရင် တဲ့ဟာဖရာရဲ့သားတော်တဲ့ဟာလေလုယာဟာလေလုယာနောက်ဂျမ်ပိုက်တစ်ခုလည်းရှိသေးတယ်အဲ့ဒါကပါလဲဆိုတော့ဖရာရဲ့မဟာစီခိုင်းချက်တစ်ခုလည်းဖြစ်တယ်လေနော်ဟုတ်ကဲ့တော့တခင်ရှုခွတ်တော်ကသူရှင်ပြန်ထမြောက်ပြီးတော့မှရပောင်း40ရပဲရုံနဲ့နေတယ်အဲ့ချိန်မှာဗာပြောလဲဆိုတော့ရှမတဲ28 29 20မှာဒီတော့သွားရေလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလက်ခမဲတော်သားတော်တန်ရှင်းတော်ဝိညာဉ်နာမ၌ပေတဆန်ကိုပေးကြလောငါဒီတင်တော့အဘေးတမျှသောပညတ်တော်တို့ကိုဆောင်းရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော ော့ငါဒီလက်ကကပကုံဒီတောင်တင်းတို့နဲ့အတူအစမပြက်ရှိတယ်ဟုတပည့်တော်တို့အာမိန်တော်မူ၏တဲ့ဆိုတော့ခုနပြောတဲ့အရာပေါ့နော်လူတိုင်းပြောရမလားဆိုတော့မဟာစေခိုင်းချက်မဟာစေခိုင်းချက်ဖရာရဲ့မိမ့်မာခဲ့တဲ့အရာနောက်ဆုံးမိမ့်မာတဲ့အရာဆိုရင်မတမအရေးကြီးတဲ့နောက်ဆုံးတော့ဖြစ်တယ်လမ်းခွဲကန်ဒီတပည့်တော်တွေကိုပြောတဲ့အရာအာမင်ဆိုတော့ဒါလုတ်ပါမဟာစေခိုင်းချက်ဖြစ်တယ်ဆိုတော့ဒီမဟာစေခိုင်းချက်ကိုကျွန်တော်တို့ကလုတ်ရမလားဆိုရင်တော့မမေ့သင့်ဘူးလို့တောင်ထင်ပါတယ်